ဒီမှာကျွန်တော်နှစ်ပိုင်းမှာ969ပေါ့ဗျာ break ကျွန်တော်6တနစ်ကျော်မှာ break တက်ပေါ့နော်6 break တက် break ထွက်တယ်ထွက်တာနဲ့သူ့ရဲ့နောက်တနစ်မှာကြည့်လိုက်နှစ်3ခွန်ပတ်လဲထွက်တယ်9ခွန်3ပတ်လဲအပေါ်မှာထွက်ထားခဲ့တယ်အဲ့လိုထွက်ပြီးမှနှစ်ခွန်3လိုက်တလားပေါ့ဗျာအဲဒီမှာကြည့်လိုက်ပေါ့နော်ဒါကဏ္ဍလူကဏ္ဍကိုပြတာနော်ဒီမှာလဲနှစ်ပိတ်မှာ break 6တနစ်ကျော်မှာ break 1 6 1 power break ရသူ့ရဲ့နောက်တနစ်မှာ ျွန်တော်တို့9ခွန်3ပတ်လေထွက်ပြီးမှသူ့အောင်မှာ3နှစ်ခွန်လိုက်နေအောင်အဲ့တော့9ခွန်3ပတ်လေရင်ထွက်ရင်တော့ပိုကောင်းတာပေါ့လိုင်ရကောင်းတာပေါ့နော် အတန်မကြရဘူးလေအတန်ကနည်းနည်းတော့နာကျင်နေပြီဒီမှာလဲနှစ်ပိတ်မှာဗရိတ်6တစ်နှစ်ကျော်မှာဗရိတ်1 6ဗရိတ်1ဗရိတ်ရိုက်သူ့ရဲ့နောက်တစ်နှစ်မှာ9ခွန်3ပတ်လေဒီမှာထွက်တာပေါ့ဗျာထွက်ပြီးတာနဲ့သူ့ရဲ့အောက်တစ်ပွဲကျော်မှာတပွဲကြော်တော်ပြလို့3နှစ်ခွန်ပတ်လေလိုက်ကစားနေတာပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်6ပြိဒီမှာ10ပြိ ဘရိတ်ပါဝါရိုက်ပေါ့ဗျာအဲ့တော့ဒီ9ခွန်းသုံးပတ်လေအရင်ထွက်ခဲ့ရင်တော့သူ့အောင်မှာကျွန်တော်တို့ကဒီ3နှစ်ခွန်းပတ်လေကိုအပြူပြီးကစားတင်တယ်ပေါ့နော်မဟုတ်အခုနေလည်းမထွက်ဘူးလို့တော့မဆိုလို့ဘူးနော်ဒီ2020ရက်နေ့စတာပေါ့နော်2020ရက်နေ့စတာပထမဆုံးပေါ့ဗျာဒီနောက်ပိတ်ကြီးခါဝင်တာဒီမှာစဝင်တာသူ့အောင်မှာနောက်ပါဝါပဲနော်ကြာရင်တော့เนาะကျွန်တော်အသုံးညမှာတုံးမှာဘာလို့ဆိုတော့ကျွန်တော်တို့ကဒီ ပါဝါတော်ရောရအောင်လည်းချဲပေါက်ဖို့ရမနည်းသာဘူးပေါ့နော်အဲ့တော့ဟိုအခြားလိုင်းတွေရောကျွန်တော်တို့ကရှိမှဒါသုံးမှာပေါ့ဟိုမိမိကြိုက်နေတဲ့လို့သုံးမယ်ဆိုတော့သုံးရင်သုံးကြပေါ့ဒါကျွန်တော်မြင်တာလေးမျိုးမျှပေးတာပါနော်နောက်ပိတ်ဒီခါဝင်တာပေါ့နော်ပထမဆုံးကြားတယ်ဟာပေါ့ဒီမှာနောက်ပိတ်ဒီဒီမှာခါဝင်တာပေါ့နော်အဲ့လိုဝင်တာလည်းနောက်ပါပါအဲ့ပြီးတော့ကျွန်တော်ဒီဘက်နဲ့မှလည်းကြည့်လိုက်ပေါ့နော်နောက်ပိတ်ဒီခါဝင်ပေါ့ ဒီကောင်ကကြော်များကြော်သွားတယ်ကြည့်လိုက်အောင်နော်မကြော်တော့မကြော်သူအောက်ရောက်သွားတယ် ရှေခါဒီရှေခါဝင်လာနေဒီမှာနောက်ပါပါပဲเนาะဒါတိုက်ဆိုင်တာတော့မဖြစ်နိုင်ဘူးเนาะဆက်ပေးဖို့မပေးဖို့ကတော့ကျွန်တော်လည်းအာမမခံဘူးเนาะဒီမှာလည်းခါဒီနောက်ပေးဝင်ပေးမှဝင်လဲဒါကြိုကြည့်ထားတာတွေကြိုမှတ်ထားတာတွေမဟုတ်တော့ကြတော့ပြရတဲ့နေရာကြတော့နည်းနည်းလေးအချိန်ကြာတော့ဗောဗျာဒီမှာလည်းနောက်ခါဒီနောက်ခါဒီနောက်ပိတ်ဒီခါဝင်လာတယ်ဒီမှာနောက်ပါပါပဲเนาะအဲဒီမှာလည်းဒီဘက်နှစ်ကိုလည်းကြည့်လိုက်ပါ ိုးဘိတ်ဒီကိုးခါဝင်တာဗောနော်ဒီမှာ16ကလည်းနောက်ပါပါပဲအဲ့တော့ဒီမှာ10ဘိတ်ဒီ10ခါတော့ဝင်ထားတယ်အဲ့တော့နောက်ပါပါကြိုက်တဲ့သူတွေက3ပေါ့ဟုတ်ပြီနော်ဒါကကြိုက်မှ3ဗောနော်ဟိုဒီ10ခါဒီ10ဘိတ်ဝင်ထားတယ်အဲ့တော့ကျွန်တော်ဒီမှာဒီကနေစလိုက်ပြီဒီမှာ1နှစ်2နှစ်3နှစ်4နှစ်5နှစ်ပြီးသွားပြီ6နှစ်ထိပြီးမယ်လို့ထင်ရင်နောက်ပါပါနဲ့ထိုးပေါ့နောက်ပါပါနဲ့9ထိပ်နဲ့ထိုးလဲကြိုက်ရင် ဟိုညာရှိတယ်လို့တုံးပေါ့ဗျာကျွန်တော်ပြတာကြည့်လည်းမကြည့်ဘူးနဲ့ပေါ့ကျွန်တော်လည်းအဲ့ဟာကဟိုတုံးမို့မတုံးမို့ဆိုတာသုံးပြချက်လည်းမချရသေးဘူးနော်ဟိုအမ်းမောင်လည်းပြပေးတာပေါ့ဟဲ့ကျွန်တော်တို့တစ်သမားတွေတစ်ထွန်သမားတွေကြတော့ဒီကောင်လေးကဒီလိုင်းကနေစတာပဲနော်ညဦးမှာ9ထိပ်ပေါ့ဗျာအဲ2ချိန်မှာ3ညာခ3 3ညာ6ပရိတ်9ပေါ့သူ့ရဲ့တနေ့ကြော်မှာ10ခါတိုင်းနဲ့ ခွာသုံးပေါ့ဗျာအဲ့ရှိကားကြောင့်လည်းသူ့ရဲ့နောက်တနေ့မှာသူ့ရဲ့တဲ့တယ်မှာဒီ၃လုံး၈ပေါ့ဗျာဒီ၃လုံး၈ပေါ့နော်အဲ့နေ့ထဲမှာသူကဒါတစ်ထိတ်ပေါ်တဲ့နေရာပြပါမနော်ဒီ၃လုံး၈ပေါ့အဲ့၈ကိုနောက်တစ်ခါဒီမှာ၈လို့ဒီမှာရိုက်တယ်ဗျာ၃ဘိတ်နဲ့သူကရိုက်တယ်ပေါ့နော်၈နှစ်ခါမြောက်ပေါ်တာပေါ့ပါတော့ပုံစံ၈ပေါ့ဒီမှာပါတော့ပုံစံ၈ဖြစ်တယ်ဖြစ်တာနဲ့ဒီသူ့အောင်မှာတစ်ထိတ်ပဲသူကတစ်တစ်လေးတွေခွာနေတာဒါမဲ့တစ်ထိတ် ဒီမှာပေါ်တယ်ပေါ့နော်အိုက်တက်ဒီတစ်ချိန်နဲ့ပေါ်တယ်တက်ပေါ့ဒါကြရင်တော့သုံးပေါ့နော်တစ်ထိတ်တစ်ချိန်နဲ့ပေါ်တယ်တက်ဒီမှာလဲကျွန်တော်တို့နောက်ပြီးမှထွိုင်းသလန်းထွိုင်းရတော့ရှိတယ်နော်ဒါပေမဲ့ထွိုင်းသလန်းဆိုမှထွိုင်းကိုကျွန်တော်ပြကြပြောပြမိပေါ့ဟိုဘာလို့ထွိုင်းပြောလဲဆိုတာလေးပေါ့နော်သုံးညထိတ်ဒီဒီမှာသုံးညခါနဲ့ခွာ30ပေါ့နော်ဒီနေ့ကြုံမှာ390ပေါ့ခွန်ခါပေါ့ဗျာအိုက်ခွန်ကြောင့်သူ့ရဲ့ရင်တိုင်းမှာခါသုံးလို့ဒီပလောက်ပုံစံခွန်ပေါ့နော်နောက်ဘူးရိုက်တယ်ရိုက်တာနဲ့နောက်ထပ်ခွန်ပေါ်တော့သူက ဒီ၃ဘိတ်နဲ့ပဲပေါ်တာဒီ၃လုံးခွန်ပေါ့အဲ့လိုရိုက်မှအဲ့နေ့ထဲမှာသူ့ကောင်မှာတစ်တစ်ထိတ်ရိုက်တယ်ဒီ၃လုံးကတော့တစ်လေးတော့ခွာတာပဲအဲ့နေ့ထဲမှာဒါတစ်ထိတ်ကြီးတစ်ချိန်ပဲထွက်တဲ့တစ်ထိတ်ပေါ့နော်အဲ့တိုင်းပဲဒီမှာလည်းကျွန်တော်တို့တစ်ထိတ်ခွာတစ်ပေါ့နော်၃တုံညာတော့ပဲဒီနေ့ကြောင့်မှဒါ၆ခါနဲ့၃ည၃ခွာပေါ့နော်အဲ့တော့ဒီ၆ခါကြောင့်ဒီ၃လုံး၆ဆိုပြီးရာပြည့်မှာကျွန်တော်နောက်ဘူး၃ညနောက်ဘူးရှိတယ်လို့ပြောခဲ့တာပဲနော်အဲ့တော့နောက်ထပ်ကျွန်တော်တို့6ကဒီမှာမှပြန်ပေါ်တာဒါမှမဟုတ်ပြီးတဲ့ကွယ်ရှစ်ခါကို အစိတ်ကြိုက်ကိုဝုန်းတာပေါ့ဒါပေမဲ့ကံမကောင်းတော့68 1လဲပါတယ်68 9လဲပါတယ်68 4လဲပါတယ်စီဒီမဆွဲတော့မပေါက်တာပေါ့နော်အဲ68ခွန်းအဲတိပင်မဲ့လဲနောက်ပွဲကြရင်တော့အကြိုက်ထိုးမယ်ကနန်းပေါ့ဒါနှစ်နှစ်ကျော်ကနန်းကိုကျွန်တော်ယူထားတာဟိုစိတ်တိုင်းကြကိုပြီးကြတဲ့ပွဲယူထားတာဒါပေမဲ့ဒီကနန်းကနှစ်နှစ်ကျော်ကနန်းလဲဖြစ်ပြီးကြတဲ့နှစ်ကကနန်းလဲဖြစ်တော့အဲအခြားလိုင်းကိုပြောင်းကြည့်တော့ဒီတစ်နှစ်ကျော်ကနန်းကိုပြောင်းသွားတာအရွှေ့ပေါ့နော် အဲ့မှာဒီ၃လုံးကကျွန်တော်တို့6ဖြစ်သွားပြီအဲ့တို့3ဘိတ်နဲ့ပဲသူက6တာဆိုတော့ဒီ၃ဒီအဲ့တို့ဒီအောက်မှာတစ်ထိတ်နဲ့တစ်လေးပဲတွဲအောင်မလားဒါမှမဟုတ်တစ်ထိတ်ပဲပေါ်မလားပေါ့နော်အဲ့တို့တစ်ထိတ်လို့ပေါ်ရမယ့်နေရာမှာသူကအကြောင်းရှိတယ်ဟိုတစ်ထိတ်ကိုမဆွဲနဲ့ပေါ့နော်ဒီမှာကျွန်တော်တို့336ပရမကက်ကတည်တာဟုတ်ဒီမှာ6ထိပ်ကြောင်းခွာ6ပေါ့သူရဲ့ဘေးနစ်မှာဒါနှစ်ထိပ်ဒီလုံးဝပျောက်တာနော်နှစ်ထိပ်ဒီလုံးဝပျောက်သွားတာပျောက်ပြီးသူရဲ့နောက်တွင်မှာနှစ်ထိပ်ဒီ တစ်ချိန်ပဲပေါ်တာတစ်ချိန်ပဲပေါ်တာပေါ်တဲ့နှစ်ထိတ်ကိုပဲသူကဒီပဋိဌာန်း6ကြောင့်6ရဲ့နက္ခတ်9ထိတ်ကိုလည်းသူ့ရဲ့နောက်တင်းတင်းမှာတစ်ချိန်ပဲပေါ်တာเนาะအဲ9ထိတ်သူက3မျိုးလောက်ချုပ်ပြီးတော့အဲ9ထိတ်ဒီတစ်ချိန်ပဲပေါ်တာဒါကတစ်မျိုးပေါ့အဲ့တော့ဒီနှစ်ထိတ်ဒီသူ့ရဲ့နောက်နှစ်မှာနှစ်ထိတ်လို့ပေါ်ခဲ့ရင်နှစ်ရှည်ဘူးဘူးလေဗျာဒီမှာနှစ်တရာတော့သူကတော့ကစားတာပေါ့เนาะနှစ်ရှည်ဘူးဒီမှာကစားတယ်ကစားတာနဲ့နောက်ပိတ်သုံးလို့နှစ်လို့ရိုက်တယ်ဟုတ်ပြီเนาะ သူ့ရဲ့ဘေးနဲ့မှနှစ်ထိပ်သည်တစ်ကြိမ်ပဲပေါ်လို့သူ့ရဲ့နောက်တစ်နှစ်မှနှစ်ထိပ်လို့ပြန်ပေါ်တဲ့အခါမှာနှစ်ရှိဘူးနောက်ပိတ်သုံးလုံးနှစ်လို့ဖြီကစားတယ်အဲ့တော့ဒါနှစ်နှစ်ကိုထွက်တယ်လို့ယူဆတာပေါ့နော်ဟိုရှင်းတော့ရှင်းမှထင်တယ်နော်တစ်ထိပ်ကအဲ့နှစ်ထဲမှာတစ်ကြိမ်ပဲထွက်တာကတသက်နောက်ပြီးတော့ဘေးနဲ့မှနှစ်ထိပ်ပြောက်လို့နှစ်ထိပ်တစ်ကြိမ်ပဲထွက်တယ်နှစ်ထိပ်မှအဲ့နှစ်ကလည်းရေကြီးုံတော့ကျွန်တော်ပြောတဲ့အတိုင်းလည်းမယုံနဲ့အဲ့မှာနှစ်ထိပ်ဒီတစ်ကြိမ်ပဲထွက်တာအဲ့နှစ်၅ကိုဗရိတ်6မလို့6ရဲ့နှစ်ခက်9ထိပ်ဒီအဲ့နှစ်ထိပ်မှတစ်ကြိမ်ပဲပြန်ထွက်တယ် အဲ့ဒါကတမျိုးအဲ့မှာကျွန်တော်တို့နှစ်ထိပ်ပြီးဘေးကလေးနဲ့ကနှစ်ထိပ်ပြီးနှစ်ရှည်ဘူးတစ်ကြိမ်ပေါ်တယ်ပေါ်တဲ့နေရာမှာနောက်ပိတ်သုံးလုံးနှစ်နဲ့ပေါ်တာတစ်ခုပါတယ်ဗောနော်အဲ့မှာနှစ်နှစ်ကိုထွက်တယ်ဒီမှာလည်းကျွန်တော်တို့ခွန်း၃ညာ၃ပေါ့ဗျဒါ၃ညထိပ်ပြီးခွာ၃၀ပေါ့သူရဲ့တနည်းကြော်မှာဒါ၃90ထွက်တာပေါ့နော်အဲ့တော့သူရဲ့ဘေးနစ်မှာသူဘာထိပ်ပြောက်လဲဆိုတော့၉ထိပ်လုံးဝပြောက်ခဲ့တယ် အဲ့ကိုဒီသူ့ရဲ့နောက်တွင်မှာဒီတစ်ချိန်ပဲပေါ်တာအပေါ်မှာလိုက်ပြပေးဦးမယ်ရှိမရှိပေါ့အဲ့မှာကိုထိတ်ဒီတစ်ချိန်ပဲထွက်တာအဲ့ထွက်တာနဲ့ဒီကိုထိတ်ဒီသူ့ရဲ့နောက်တွင်မှာကိုရှိဘူးပူရမယ်နောက်ပြီးတော့ဒီပရိတ်၃ညကျော်၃ညရဲ့နက်ခတ်ခွန်ထိတ်ဒီလေအဲ့နေမှာတစ်ချိန်နဲ့ပဲထွက်တာဒီမှာခွန်ထိတ်ပေါ့နော်အပေါ်လိုမရှိဘူးခွန်ထိတ်အဲ့မှာတစ်ချိန်ပဲထွက်တာဒါသူပေးတာမပေးတော့ကျွန်တော်လည်းအတက်မပြောနိုင်ဘူးအဲ့တော့ဟုတ်ပြီဒီမှာကျွန်တော်တို့ကဒီကိုထိတ်ကြောင့်သူ့ရဲ့နောက်တွင်မှာကိုရှိဘူးလို့ပေါ်ခဲ့ရင် ဒီ၃လုံး၉နဲ့ပေါ်လာတူညီတာကိုယူတာပေါ့နော်ဒီမှာ၉ရှိဘူးနဲ့နောက်ဘက်၃လုံး၉နဲ့ပေါ်လာအဲ့တော့ထိုင်ထိုးခြင်းထိုးဆိုအဲ့ဒါမျိုးပြောတာပေါ့နော်ဟုတ်ပြီဒါဆိုဒီမှာကျတော့တစ်ထိတ်ကြောင့်ခွတ်တဲ့၃၃ညာရှစ်ထွက်တယ်သူ့ရဲ့ဘေးနဲ့မှာ၃ထိတ်နဲ့တစ်ထိတ်နဲ့နှစ်ခုလုံးပျောက်တာနော်အိုင်နေတယ်နော်အဲ့တော့သူ့ရဲ့တနည်းကြောင့်မှာတော့ဒါ၃၆၃ထွက်တယ် ဟိုင်းနေထဲမှာဒီမှာ3ထိတ်တစ်ကြိမ်ထွက်တယ်တစ်ထိတ်တစ်ကြိမ်ထွက်တယ်နောက်ထပ်3ထိတ်ထွက်တယ်တစ်ထိတ်ဒီတစ်ကြိမ်ပဲထွက်တယ်အဲ့အမြောက်ဒီ3ထိတ်ထွက်ပြီးနေတစ်ထိတ်ကိုကျွန်တော်ဆက်မှာကစားတော့တာပေါ့နော်အဲ့တော့ဒီတစ်ထိတ်လို့ထွက်ထားခြင်းကြောင့်ဒီတစ်တစ်6ဆိုတဲ့ဗရိတ်ရှိရဲ့နှက်ခတ်တစ်ထိတ်ဒီလေဒီဘက်နှစ်ကိုတစ်ကြိမ်ပဲထွက်ဆိုပြီးတော့ယူဆလို့ရတယ်လို့ဒီတစ်ထိတ်လို့ပေါ်လို့တစ်တစ်ရှိဘူးလို့ပဲပေါ်အောင်မလားပေါ့နော်ဥပမာတစ်တစ်ရှိဘူးဒီနေရာမှာပေါ်မယ်ဒီ၃လုံးအဲ့ 6လို့ပြီးတာနဲ့တစ်ထိပ်ပေါ်မယ်ဆိုရင်တော့ဒါတစ်တစ်ရှိဘူးနဲ့နောက်ပိတ်သုံးလုံးတစ်ဆိုရင်တစ်ထွိုင်းပဲဖြစ်နေမှာလीအဲမှကြောင့်ဟိုကြိုက်ရင်ထွိုင်းကြိုက်ရင်ထိုးဖို့တစ်ထွိုင်းဟိုထွိုင်းရတော့ရှိတော့ရှိတယ်အကြိုက်တွေရတော့ရှိတယ်ဒါပေမဲ့ဘယ်ထွိုင်းရင်လို့တော့မဟုတ်ဘူးပေါ့နော်ထွိုင်းကြောက်ဖို့လမ်းကြောင်းတွေရတော့ ကျွန်တော်ဒီမှာရှိတယ်ဒါပေမဲ့ကျွန်တော်ထိုင်ကြတော့တိတ်ထိုးရကောင်မဟုတ်ဘူးဒါကျွန်တော်မထိုးဘဲနဲ့ခင်ဗျားတို့ပေးတာမဟုတ်ဘူးเนาะခင်ဗျားတို့ထိုင်ကြတဲ့သူတွေပါရင်ထိုးပေါ့မနစ်ကတစ်ထိုင်ရလဲအကျွေးကြံရှိတယ်ဒီတစ်တစ်6ထွက်လို့နောက်ပိတ်ပါဝါလန်ဆိုတာမနစ်ကတစ်ထိုင်ကိုအဲဒီကနန်းပြီးကနေကတစ်သုံးလုံးကလဲဟိုအဆိုင်ရတော့ရှိတယ်ပေါ့ဗျာဒါပေမဲ့ဒီတစ်တစ်တစ်ထိတ်တစ်ချိန်ပဲထွက်ဆိုတော့ဟာရှိနေတော့ကျွန်တော်လဲမထိုးပါဘူးထိုင်အောင်ဟိုစိုက်ရတာကျွန်တော်ပြပေးတာပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ ဟိုထွန်ကြိုက်တဲ့သူတွေတစ်ရှိဘူးနဲ့ဒါတစ်ထွန်ထိုးဝင်ထိုးပေါ့ပါဝါကြရင်9300တကွတော့ရင်ရင်ရင်ကြအောင်ဗျာအဲ့ကောင်ကကျွန်တော်ဆွဲပြီးသားဟာကိုယူရင်ပေါ့မလားရှုပ်လက်သားနဲ့မထူဘူးဒီထဲမှာရောင်းလုံးဆွဲပလိုက်မယ်ရောင်းလုံးဆွဲပလိုက်မယ်ဒီမှာဒီဒီပရိန်လေးနော်ဒါလိုရင်းပေါ့ဗျာနှစ်ဦးမှာပရိန်ငါး 9ချိန်မှ10ပြိတ်17ချိန်မှပြိတ်9သူကနေပြီး2နှစ်ကျော်ပေါ့နော်2နှစ်ကျော်3နှစ်မြောက်မှာဒီ10ပြိတ်တွေတော့ထားလိုက်တော့အပေါ်မှာ10ပြိတ်တွေရှိတယ်ဒီ10ပြိတ်28ဒါမှမဟုတ်ပြီးခဲ့တဲ့ဘွဲ့ဒီကောင်ကိုယူရေးဖို့ရအဲ့မှာ28တက်ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့ဘေး2နှစ်ကျော်လာတယ်ဒီမှာအဲ့ကဏ္ဍဒီတစ်နှစ်2နှစ်3နှစ်ကျော်လာခဲ့တဲ့ အဲ့အဲ့လိုထွက်ပြီးရင်သူ့အောင်မှာ358ရှင်း93ဘတ်လေးလိုက်ထွက်နေတယ်။အဲဒါထိုးခြင်းရင်ပြောရအောင်နော်ရှင်း93ဘတ်လေးကိုထိုးခြင်းနဲ့လူရှိတယ်။အဲရှစ်ကလည်းဒီဘွဲမှာအလုံးမိုင်ပြန်ပါနိုင်တာဆိုတော့ဆိုလိုရင်းကဒီမှာလည်းဒီမှာကျွန်တော်အကွာအဝေးအတူတူပဲ7နှစ်ချတယ်နော်ဒီမှာနှစ်ဆမှာပရိင်္ဂါ9ချိန်မှာ10ပရိင်္ဂါ17ချိန်မှာပရိင်္ဂါတူအောင်နေပြီ2နှစ်ကျော်လိုက်ပေါ့နော်။ဒါကျွန်တော်ရောက်ပင်ဝယ်ပြခြင်းတာ9နှစ်လေးဒီမှာ ဘလိတ်သူ့အောင်မှာ38ပတ်လဲပါဝါနဲ့ခက်ရိုက်တယ်အဲ့ဒီ9နှစ်လေးဒီ2နှစ်ကျော်ကလာခဲ့တဲ့ကောင်အဲ့ကနန်းဒီတနှစ်2နှစ်3နှစ်ကျော်ကလာတဲ့ကောင်ပေါ့နော်အဲ့လိုမျိုးဆွဲလိုက်မယ်ရှုပ်တယ်ဒီမှာလဲကျွန်တော်တို့ဒီရနေပြီးတော့ဒီကိုဆွဲလိုက်မယ်ဒီရနေဒီကိုပြန်ဆွဲလိုက်မယ်ဟုတ်ပြီနော်အဲ့အဲ့လိုမျိုးဆွဲလိုက်မယ်သူ့အောင်မှာဒါရှင်းကားသုံးပတ်လဲဘာကြောင့်ထွက်တယ်တော့မသိဘူးဒီမှာ38ပတ်လဲ ငါထိတ်ကြိုင်တာနဲ့နောက်ပါဝါနဲ့လည်းတွဲရိုက်တော့မှဆိုလို့တတိပေးတာဒီမှာလည်းနိစမပရိင္က72နှစ်ချားတယ်နော်ဒီမှာတိပရိ72ချိန်မှာငါပရိတွားနေနှစ်နှစ်ကျော်မှာတိပရိကိုဒီမှာ6ချောက်ဝင်တိပရိဒီဒီနှစ်နှစ်ကျော်လာခဲ့တဲ့ပုံပေါ့နော်ဒါမှမဟုတ်ဒီပွဲမှာကျွန်တော်အကြိုက်ဖမ်းထားတာအဲဂျိုထွက်သွားတော့လည်းမတတ်နိုင်ဘူးတပင်းနှစ်ပင်း3နှစ်ကျော်မှာလည်းအိုက်တိပရိကရှိရမှာဒီမှာ6ချောက်ပုံပေါ့နော် ရှစ်ချောက်ခွင်ရလို့တော့မဆိုလို့အဲ့လိုမျိုးညီတာကဒီ383နဲ့အဲ့383ကိုအဲ့ဒါမှမဟုတ်ပြောတာပေါ့ဒီမှာ383နဲ့ဒီရှစ်ချောက်ခွင်အိုက်ကနန်းဒီတနည်းနည်းနည်း3နည်းကျော်မှဒါ383ဒီမှာရှိတယ်ဗျအဲ့မှာဒီရှစ်ချောက်ခွင်ပေါ့နော်အဲ့ရှစ်ချောက်ခွင်တော့အခုတော့ထွက်သွားပြီအဲ့တော့ဒီအောက်မှာ358ပတ်လေပဲ983လို့လိုက်ထွက်မလားပေါ့နော်938တို့အဲ့လိုမျိုးလေးလိုက်ထွက်မလားပေါ့3ဘိတ်နဲ့3ဘိတ်မှပေါ်ရင်6နဲ့ပေါ်မှဆိုရင်938ပဲထိုးတော့ပေါ့ဗျာ ငါရှိတော့သိစဉ်းစားနေနေတော့ထွိုင်းသမားတွေတော့ကတစ်တစ်ထွိုင်းเนาะဒီဘွဲမှာကျွန်တော်ကြိုက်လို့ပြောရမှာမဟုတ်ဘူးเนาะထိုးလို့ရတာကိုပြောတာအဲ့မှာနောက်ထပ်ကျွန်တော်ဓမျိုးပြပြလာအောင်မယ်တစ်ဘူးဒီကရဏာတပြင်းလုံးကိုလိုက်ကြည့်เนาะကျွန်တော်ကတော့ကြည့်ပြီးပြီဟိုတပြင်းလူပြထားရင်လည်းခက်တယ်ပြီးတယ်လောလောဆယ်တော့ကျွန်တော်အရင်ပြတာလားလို့ပဲဒီ6ထိပ်ဒီ၃လုံးတိုးတယ်သူ့အောင်မှာတစ်ဘူးလိုက်ကစားတယ် အဲ့လိုကစားတာ ਨੇ တဲ့ဒီနှစ်တစ်တစ်ပေါ့နော်ဒီမှာရှင်းနဲ့လေးနဲ့ထိပ်စည်းထောင်ထားတယ်ဗျအဲဒါလေးပေါ့လောလောဆယ်ပေါ့နော်ဒီမှာလဲ6ထိပ်စည်း3ချက်တန်းနေဗျဒီမှာရှင်းနဲ့လေးနဲ့လဲထိပ်စည်းတည်ထားတယ်ဗျအဲ့မှာဒီမှာ1အပူပါတာပဲအဒီမှာလဲ6ထိပ်စည်း3ချက်တန်းနေဗျတပြင်းလုံးမှာမှဒီ3ကပ်ပဲရှိရနော်6ထိပ်စည်း3ချက်တန်းတာဒီမှာရှင်းနဲ့လေးနဲ့လဲတည်ထားတယ်ဗျ ဲ့တော့ဒီမှာတစ်ဘူးလဲဘူးမယ်ဆိုဘူးလို့ရတယ်9ချက်3ကြာရင်9ချက်3ထိုးပါเนาะဒါမှ9တုံး8ကိုပို့ထိုးပါဘာလို့ဆိုတော့ကျွန်တော်3မိတ်ပေါ်ရင်63နဲ့ဟိုတွဲပေါ်လာဖို့ရာကလည်းစိုက်ရစိုက်ရသဘောတော်ပါဝါရကောင်းတယ်ပေါ့အဲ့မညော့9 8 3နဲ့စာရင်96 938လို့ထိုးတာပို့ပြီးတော့တဘာဝကြမယ်လို့ထင်တာပေါ့နော်။ဒါကျွန်တော်အကြိုက်ကိုပြောတာပါ။ဟိုဘယ်သူမှပိုင်မသိနော်။ကိုကြိုက်တယ်လို့လည်းနှစ်သက်တယ်လို့ထိုးပေါ့။ဆောနာကကျွန်တော်ပြတာကဒီထိပ်စီ၃လုံးခွန်နော်။ဒီတိုင်းဟိုပြန်ပြီးတော့ဆွဲပေးတာ ဟိုတို့ဟိုခုနှစ်ချာကျွန်တော်တို့ဒီရှစ်ခါ၊ရှစ်ပိတ်၊၉ခါ၊၇နောက်ပိတ်၊၃နောက်ပိတ်ရိုက်တဲ့နေတဲ့မှာအဲ့မှာပါဝါထွိုင်းရိုက်နေတယ်ပါဝါထွိုင်းအပိပေါ့နော်အပူးနဲ့ပါဝါအဲ့မှာသူ့တောင်းမှာဒီတစ်ပူးလို့တစ်ပါဝါကို၆ပူးပူးရလားအဲဒါတော့ကိုယ့်ကိုစဉ်းစားပေါ့နော်၆၆တစ်ပဲလေအပိလိုက်နေတယ်၆တစ်အပိစင်းပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီမှာ ဒီ၈ဘိုးတွေဒီဘေးနေကကနန်းထွက်တာနဲ့ဒီ၄ခွန်6ထောင်းနဲ့ line ပေါ့နော်အဲ့ဒီထဲမှာဒီမှာတစ်တစ်ဖြည့်ဘူးထွက်နေတယ်အဲ့6ပါဝါကိုဒီမှာတစ်ဘူးတာလားပေါ့နော်အရှိဘူးနဲ့ပဲသူကတော့ထွက်နေတာပါဝါကိုနော်ပါဝါအပြီးစင်းကိုဒီမှာလဲကျွန်တော်တို့ကဒီမှာဒီ၃လုံးကိုခွန်ဖြစ်ဖို့၅ထိပ်ပြရတာဟုတ်ဗျအဲ့ဒီထဲမှာသူကဒီမှာတစ်ဘူးလို့မလို့ နာတစ်ပါဝါကို66တစ်လို့မြန်ထွက်မလားဒါပရိတ်သုံးနဲ့ပတ်သက်လို့ဒါစဉ်းစားကြည့်တာဗောနော်ဒါမှမဟုတ်လို့ရှိရင်လည်းဒါတစ်သုံးလုံးကိုလည်းထုံထိုးပေါ့အဲသူကပါဝါပြီးသင်းကိုဒီတစ်6ကိုအပြီးသင်းကစားနေတယ်ဗောနော်အိုက်လိုင်းထဲမှာဟိုဘာရလို့တော့မသိဘူးဘယ်ညာရတော့ကျွန်တော်လည်းမသိဘူးအဲ့ဒါလေးလည်းနည်းနည်းဟိုအပြီးသင်းကစားခြင်းတဲ့ခါမျိုးဆိုရင်ဒါလေးလည်းစဉ်းစားကြည့်ပေါ့ပါဝါအပြီးသင်းကြိုက်တဲ့ခါမျိုးလေးမှာဒါတစ်တစ်6တို့အဲတစ်တစ်6ကိုပါဝါလန်မယ်ဆိုရင်တော့ဒါ ျွန်တော်တို့66 1ပေါ့ဗျာအဲဒါမှမဟုတ်လို့တစ်တစ်16ပဲကစားမလားပေါ့ဒါတော့ကြာရင်ကစားပေါ့ဒါမှမဟုတ်လို့ရှင်တော့ဒီနေရာမှာမထွက်သေးဘူးဆိုရင်တော့ဒီဒီ6ဘူးရေရဆောင်းမှာဒါ1ဘူးတွေပါဝါပြီးစင်းလိုက်နိုင်တာပေါ့နော်အကြံတော့ကျွန်တော်တို့ဘာဖြစ်မလဲတစ်တစ်6ပဲဖြစ်မှာပေါ့အဲဒီမှာပေါ့အဲအဲ့လိုမျိုးလေးတွေ6ဘူးတွေအောက်မှာကစားထားတာအများကြီးပဲ Thank you